အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ ကျွန်မဖတ်ပြမှာကတော့စာရေးဆရာမမဆန္ဒရဲ့အမေစီကဘတ်ကျိုးဆိုတဲ့ဝိထုတိုလေးတစ်ပုဒ်ဖြစ်ပါတယ်ရှင်အမေစီကဘတ်ကျိုးမိငယ်တို့အိမ်တွင် B600 ကားလေးတစ်စီးရှိခဲ့ဘူးဒီအဖေဒီရရှိငယ်တူဖြစ်တော်လဲညနေရုံစင်းချိန်တွင်ထိုကားကလေးနှင့်တက္ကစီဆွဲလေးရှိသည် ကဲတာကြီးရေစံဖို့စီဖို့စာအုပ်ဖို့ကျူရှင်ဖို့ကလေးတွေအတွက်ရှားကြအောင်စို့ဖုကာစီယာရင်ကိုပုတ်ခါခက်ရွှင်ရွှင်လေးပြောလေးရှိသည်ကိုမိငယ်မြဲတမ်းတရိယာနေမည်ဖြစ်လေသည်အဖေဤလာကကအမေဤမိဖို့ကြောင့်ဈေးကိုပင်ရိုက်တိရိုင်တိုင်နှင့်ထန်းနေရတော့မိငယ်တို့မောင်နှမလေးဦးဤပညာသင်စရိတ်ကိုအဖေကားလေးကအများဆုံးထမ်းရွက်တဲပိုးပေးခဲ့ရလေသည် ထို့ကြောင့်လည်းအဖေက သူ့ကားကိုကားဟုမခေါ်တာဟုခေါ်ခဲ့ခြင်း ဖြစ်မိထင်သည်ကိုလန်းနှင့်ကိုငယ်တို့ကလည်းအဖေလေးကိုလိုက်ခါကားကလေးကိုရေးဆေးကြသည့်အခါတိုင်းလာဟိငါတို့ကိုကြီးကိုရေးလေးမိုးလေးတန်းစင်ပေးကြအောင်ဆိုဟု ပြောလေးရှိကြသည်ကိုပြန်တွေးမိလျင်ပြုံးပြော်ခြင်းစရာကောင်းလာသည်ငါသားသမီး၄ယောက်လုံးကိုအဖေက ညာအမွေအပြည့်ပေးတယ်။ပညာသင်စရိတ်ဘလောက်ကြီးကြီးအဖေရအောင်ရှာမယ်။အဖေကမကြခဏပြောတတ်သည်။အဖေ၏အရေးအောက်တွင်မိငယ်နှင့်အကိုသုံးဦးလုံးမကြောက်မကြနေခဲ့ကြသည်မှာ အကိုကြီးတက္ကသိုလ်တွင်တတိယနှစ်ရောက်သည့်အထိဖြစ်လေသည်။မိငယ်73နှစ်ပြည့်ပြီးတလားခန့်ရှိသောအခါဖေးစေးုံတဲရသည်ညလုံးတွေဝါကစီးတွေလည်းဝါလာသောကြောင့်ဖြစ်သည် ဖေအပင်မန်းမခံနိုင်တော့ပဲတဖြည်းဖြည်းညှိုးလျကမောလာတတ်သည် အကိုကြီးကအဖေကိုစားတက္ကစီဆွဲကအဖေအတွက်စေဖို့ရှာပေးခဲ့တော်လဲအသေးကင်စာဝေဒနာအတွက်လောင်းကနိုင်သည်မရှိခဲ့ချေဆရာဝန်ဘိုးကကြီးစေဖို့ကလည်းကြီးနှင့် နောက်ဆုံးတော့ကားကလေးကို ရောင်းပစ်ခဲ့ရသည်ကားရောင်းရငွေနှင့်အဖေကိုအစွမ်းကုန်ပြုစုခဲ့ကြတော်လဲ မိငယ်တို့သေခြင်းတရားကိုအတားဆီးနိုင်ခဲ့ကြပြီသူယောဂါကိုသူသိ၍သူကိုယ်သူမရနိုင်တော့ဟုနားလည်လာသောအခါအဖေကမိငယ်၏စပင်လေးများကိုပုတ်တက်ရင်းအချီပြုံးပြုံးသည်သူ့ကိုမျက်နှာငယ်လေးများနှင့်ကြည့်နေသောသားသုံးဦးကိုကြည့်ရင်းမင်းတို့ယောက်ျားမဟုတ်လားဒီမျက်နှာထားကိုပြင်လိုက်စမ်းအဖေမရှိရင်အမေစကားကိုနားထောင်အမေကိုကူကြဟု ခတ်တင်တင်ပြောသည်အမေကသားသုံးဦးနှစ်ရှင်လျက်ရက်ရင်အဖေကိုတဲ့တဲ့လေးပြုံးပြသည်ထို့နောက်ဘသူအတွက်မှဘာအတွက်မှနောက်ဆက်မတင်ပါနဲ့အကိုအားလုံးအတွက်ကျမရှိပါတယ်ခုတိုးတိတ်ညင်သာတော်လဲပြတ်သားတော်အတန်နှင့်ပြောခဲ့လေသည်တခါတည်းအမီးဖို့ကြောင့်တွင်ကြိတ်ပြီးမျက်ရည်တုပ်နေတတ်တော်လဲအမေသည်အဖေရှိရင်တခါမှမျက်ရည်မကျခဲ့ပြီး အိပ်ရတဲ့လဲနေသည့်အဖေကိုတရားမှတ်နဲ့နေနိုင်အောင်သတိပေးတက်မှတ်ပေးသည်မှအပဥပန်စရာကိစ္စများကို လုံးဝမပြောခဲ့ပေအဖေအတုပတွင်လည်းအမေသည်အချို့သောမိန်းမများလိုကိုဟိုတင်းရေကိုအဟွာရေကျမဘလို့နေခဲ့ရမလဲဟုမအောင်ဟိခဲ့သည်ကိုမိငယ်သတိထားမိသည်အဖေမျက်နှာကိုနောက်ဆုံးအနေနဲ့စိုက်ကြည့်က မျက်ရည်တွေ့တွေ့ကြနေတော့လဲအန်ကိုတင်းတင်းကြိတ်ထားသည်တီးတီးထန်ထန်ငိုကြွေးနေသောမိငယ်ကိုဖက်ပွေထားရင်အမေရှိပါသေးတယ်သမီးရဲ့ဟုကြေခွဲစွာ ပြောနေခဲ့သည်ကိုမိငယ်ဘယ်တော့ခါမှမေ့နိုင်တော့မည်မဟုတ်ချေထုံးနေကမိပြက်သည်ဖျောင်းနိုင်မိမိန်မိန်လေးအောက်ဝဲ ရင်ထိုးလှုပ်ရှားနေသောအရေးများကိုကြည်ရင်မိငယ်တို့အားလုံးဖိတ်ကိုသတိရနေမိကြသည်အဖေဆုံးခဲ့သည်မှာဆယ်ရက်ခန့်သာရှိသေးသည်မို့အဖေ၏အငွေ့သက်သည်အိမ်ထဲတွင်နှွေးထွေးနေဆဲဖြစ်သည်အင်ကပြင်းဖနှက်ချွတ်အောက်တွင်ပဇင်းရင်ွယ်လေးများကဆူဆူရှာရှာအောင်မြင်နေကြသည်သုံးလေးအိမ်ကျော်ဟာဥပိုထွေးကမူရေချိန်ကြိုက်နေပြီမို့ ိမ်ညစ်လို့ရုပ်ကိုတောက်တယ်။အရက်တောက်တော့အဲစိတ်ပေါ်ညစ်တယ်။ဟုရှာလေးအားလေးနဲ့တချင်းစုံနေပြီဖြစ်သည်။ထိုခါမျိုးတွင်အဖေက အကိုတို့အားအရက်သေးစားမတောက်စားရန်ပုံတို့ပတ်စလေးများပြောကဆုံးမတတ်သည်ကိုအားလုံးသတိရနေကြစဉ်အမေကမေတော့သားတို့သမီးတို့စီကအခုညီတောင်းရအောင်မယ်။ဟုခတ်တိုးတို့ပြောသည် မေလက်ထဲမှာငွေတထောင်ခွဲလောက်ကျန်တယ်။အဲ့ဒါအမေအိမ်ဆိုင်လေးထွက်ချင်တယ်ကွယ်။သံစီစာငရုတ်ကြက်သွန်နနှင်းကအစပေါ့။အိမ်ရှိဖနှက်ချွတ်မှာပဲအဖီလေးထက်ချလိုက်ရင်ရောင်းလို့ဖြစ်မှာပါ။ပထမတော့တတ်နိုင်သမျှပဲတင်တာပေါ့။နောက်တော့လဲချဲ့တာပေါ့ကွယ်။အမေကဇယောင်းမလို့လား။အကိုကြီးကမေးတော့အမေကပြုံးရင်ကောင်းညိပြသည်။ ဈေးရောင်းလိုက်အဝတ်လျှော်လိုက်ထမင်းချက်လိုက်အင်းချက်လိုက်နဲ့နေကင်းနိုင်ကြရင်အမိခင်များနင်းနေမှနားရတော့မည်မထင်နေကင်းကြရင်အမိတယောက်တည်းဒါကြောင့်မို့လို့သားတို့ကူညီလိုတာပေါ့တနေ့လုံးအကြောင်းကနေနေ့တစ်ဝက်ကြောင်းပြောင်းတက်လိုက်ရင်အမိလဲချက်ဖို့ပြုတ်ဖို့အချိန်ရတာပေါ့တယောက်ယောက်အခုခွန်ရောမေ အငယ်ချင်းများနဲ့မခွဲလို့တော့ကိုလက်ကစင်ကြီးတက်သည်။ကြီးတန်းရောက်ကမှကြောင်းတင်မပြောင်းလို့လူသစ်များနဲ့လည်းမပေါင်းလို့တော့ကြောင်းဖြစ်သည်။တယောက်ကူခွင်အဲ့ဒီတယောက်အတွက်စားစီကတိုးလာမှာပေါ့သားရဲ့။နောက်ပြီးစိုင်းထိုင်ခိုင်းဖို့ဆိုတာငွေကြီးလဲစိတ်ချရအောင်မှဖြစ်မှာ။အမေတို့တယောက်ချင်းအတွက်အစင်မပြေတာလေးတွေနင့်နာလာတွေရောရှိမှာပဲ။အဲ့ဒါကိုတော့သီးခံရမယ်လေ။အရင်တုန်းကအမေတို့အားလုံးဟာ ဖေ့ရဲ့အရေးအောက်မှာအေးအေးချမ်းချမ်းနေခဲ့ကြရတာမဟုတ်လားအခုကျတော့ချိန်နေပြောင်းသွားပြီအမေလည်းတတ်နိုင်သမျှတော့စူးစမ်းမှာပါဒါပေမဲ့သားတို့သမီးတို့ရဲ့အခုညီလဲလိုတယ်လေအမေကညင်သားစွာပြောတော့ကိုလက်ကအမေလက်မောင်းကိုဖက်ကအပြစ်ရှိသူလို့ရည်သည်တကူမှာပါအမေကကြည့်နေပြက်ကိုကူပြမယ်ကူလွန်းလွန်းလို့အမေအံ့ဩစေရမယ် ပီတိလှိုင်းတဲ့ဘုအောင်မှာမိတ်ခင်များမလူးတာမလွတ်တာနှိမ့်မြုပ်နေစေရမယ်။နေကြီးလေတဲ့ပျော်လွန်သောကိုလက်ကြောင့်မိငယ်တို့အားလုံးရည်ကြရသည်။ဖေဆုံးပြီးသည့်ဤနောက်ပိုင်းပထမဦးဆုံးအချိန်ရည်ကြရခြင်းသာဖြစ်လေသည်။ဒါလဲတက္စီမောင်ကမလားစဉ်းစားနေတယ်မေ။အဖေယုံကဦးလေးဦးလာမောင်ကသားမောင်းမယ်ဆိုရင်သဘောမယူပါဘူးလေ။ကိုကြီးကပြောသည် ချိန်ပြီးတော့မမောင်းပါနဲ့ဦးသားရဲ့။ကြောင်းပြီးတော့မှပဲဟာ။ညနေပိုင်းလောက်ပဲအချိန်ပိုင်းနဲ့မောင်းပါလား။ဒါဆိုရင်ညနေပိုင်းနေရယ်စနေတနေ့နေရယ်မောင်းမယ်။ဆံမိုးနဲ့စီဖို့တော့ရအောင်ရှာမယ်။ကံကောင်းရင်ကိုငယ်မင်းအတွက်ကျူရှင်ဖို့ပါရမှာပေါ့။ကိုကြီးကတက်ကြွစွာပြောတော့လဲကိုငယ်ကကောင်းခါသည်။ဟွန်းသာကျူရှင်တက်တော့အိမ်မှာပဲကြက်တော့မယ်။သမီးလည်းမတက်ဘူးမမေ သူရှင်တက်တဲ့သူတွေစီမှာမေးပြီးအိမ်မှာတက်လဲတူတူပဲဟုတ်တယ်မင်းတို့နားမလဲတာတွေငါပြပေးမယ်ဟောဒီကပညာရှိကဝိတုခမေကြီးကအကုန်အစင်အစုံအလင်းတွင်တင်ပြတာဆုံးမအစအစအရာရာတော်စံကိုလက်တော်စံကိုကြီးကကိုလက်ဤကောင်းကိုထုသည်ကိုလက်ကရီမောရင်ကိုငယ်ဤပခုံးကိုတွန်းသည်ကိုငယ်ကဟောဒီမအမေ ခုအတန်ကျဲကြီးနဲ့អော်ရင်အမေကိုလှမ်းဖက်သည်မိငယ်တို့တွေဒုတိယချိန်ညီကြရပြန်လေသည်အဖေဆုံးပြီး6လလောက်နေတော့မိငယ်တို့တွေငိုကြရပြန်သည်ကိုကြီးခမားတက္ကစီဆွဲရင်ကားတိုက်ခံရကညာဘက်ခြေတော့အယိုးကျိုးလာတော့ကြောင့်ဖြစ်လေသည်တစ်ဖက်ကားဤအမားလုံးလုံးမှုသူတို့ကကားကို အကောင်းပဲကတိဖြစ်အောင်ပြင်ပေးက လူကိုလဲစိတ်ကုပေးရတာတော်တော့သည် ။သို့သောအမှုကျေအေးပြီးနောက်ပိုင်းတွင်တော့တိတ်ပြီးအေးတယူမရှိလာတော့ပေ။လူမသေးတာပဲတော်လာပြီကွယ်။လူထက်ဖို့တန်တာမရှိဘူး။အမေကတဖွားဖွားပြောက သူ့သားကြီးရဲ့အတွက်အင်္ဂလိပ်နီးတရုတ်နီးရောမြန်မာနီးရောကောင်းဆိုသမျှအကုန်လုပ်ပေးခဲ့သည်။ကိုကြီးခင်ဗျာလည်း3လခန့်အလောက်ကင်ပြက်ခါစောင်းမေးပွဲကိုပင်ဂျိုင်းနောက်နှင့်သွားဖြေခဲ့ရသည်။ ထိုကာလအတော်အတွင်းတွင်အမစ်လေဘင်မှ MC ဂျိုးလေးလည်းပြုတ်ထွက်သွားခဲ့လေသည်ခြွေဂျိုးလေးရောင်းလိုက်ရ၍အမေကအပြုံးမပြတ်တော့လဲကိုကြီးကတော့တိတိတတ်တာပင်မျက်နှာပြက်ခဲရှာသည်ကျွန်တော်ကြောင့်မတိုးတဲ့ပြင်အမေမှရှိတာလေးတောင်ရော့သွားရတယ်ဗျာခုတနေ့လျင်3-4ခါလောက်ပြောနေတတ်သည်ရော့လေဘာဖြစ်လဲကုံသေးတာမှမဟုတ်ပဲသားရဲ့အမိမှရှိပါသေးတယ် လူထက်ဖိုးတန်တာဘာမှမရှိဘူးအမေအတွက်တော့အမေသားသမီးလေးယောက်ဟာအဖိုးတန်ဆုံးရတနာတွေပါအမေကလည်းထိုးသောပင်ပြောတတ်သည်ဒီနေ့တော့မန္တင်ကုန်အန်ဆွဲတဲကဘူးညီလေးတခုကိုထုတ်ပြသည်ထိုအထဲတွင်အမေဤပလဲနကတ်နီလာလက်စွပ်နှစ်ကွင်းနှင့်ဝင်းပြီးဤနေသောရွှေဆွဲကြိုးတစ်ကုန်းရှိသည်အမေအရင်ကဝိတ္တီကိုမမြင်ဘူး၏မိငယ်တို့အံ့ဩနေသည်တွေ့လား ဲ့ဒါသုံးဘက်သားရှိတယ်။တစ်ဘက်ကတစ်ချက်သားထက်6ပြားသာရော့ပြီမြင့်။ရောင်းရင်တစ်ချက်သားစေးရတယ်။အမေတို့အတွက်အသုံးမလိုသေးလို့တင်ထားတာဟာ။အခုရွှေစည်းဘလောက်လဲအမေ။1000လောက်ထင်ပါရဲ့။ဒီလိုဆိုရင်ဒီကျိုးကသုံးချက်သားဆိုတော့6000ဟေးအမေမငွေ6000တောင်ရှိသေးတယ်ဟေးကိုကြီးကခလေးငယ်လိုအော်ပြီးစောကျိုးလေးကိုမြောက်ကင်ကရီမောလေသည် ူမလုံနိုင်မကင်နိုင်သေးတော့သေးအမေမှာရွှေရှိသေးသည်ဆိုတော့အတော်လေးအတက်ရှင်လန်းသွားသည်မှာတိတာလှသည်ရွှေရှိရင်ငွေရှိတာပဲသားရဲ့ဘာဘူးစရာရှိလဲအခုဆိုရင်ကုံစုံဆိုင်လေးကလည်းရောင်းကောင်းလာပြီကိုလည်းတငယ်ချင်းတယောက်ကသူ့ဦးလေးစီကအသိမီးသွေးမှာပေးမယ်တဲ့ကုံစုံဆိုင်နဲ့တွဲပြီးမီးသွေးမှာတင်မယ်လေအရင်နည်းနည်းလိုတာတော့ဒီနီလာလက်စွပ်ကွင်းနှစ်ကွင်းရောင်းလိုက်မှာပေါ့ တားကားထွက်မမောင်းမင်းမနဲ့တိုင်းဆိုင်ဆောင်ပြီးတော့လေအမေမဟန်ကိုကြားလို့အဆိုးဆိုပေမဲ့လေအကောင်းလေးတွေလည်းရှိပါတယ်တားရဲ့အမေကကိုကြီးပခုံးကိုဖြစ်ကင်ကလေအေးလေးနှစ်ပြောသည်ပြီးသွေးပါတိုးလာတော့အမေပူပင်မန်းမှာပေါ့ပင်မန်းမှာသေးတားရဲ့အမေကပင်မန်းရတာကိုပြောနေတာပါပင်မန်းမှာလည်းပတ်ဆိုင်ရမှာပေါ့ဟုတ်ဘူးလားအမေသားတွေတမီးတွေကလည်းကူနေကြတာပဲဟာ အခုဆိုရင် အမေတို့တွေတော်လေးရောင်းတက်ဝယ်တက်ဖြစ်လာပြီအတွေ့အကြုံလေးတွေလည်းရလာပြီဆိုတော့အဖိတ်စင်နေလာတယ်အမျက်ဆုံးလေးလည်းများလာတယ်အမေနေမကောင်းဖြစ်မှာသာစိုးရင်ရတာပါ အမေတိတ်ပင်မန်းတယ်အစားကြတော့လဲကျွန်တော်တို့ညာပြီးအမဲလျှော့စားနေတာအိုးကောင်းပါကောင်းဒူးနာတာလွယ်လို့ဘာမှမဖြစ်ဘူးဒူးနာတာကလည်းငါသမီးလေးစိတ်လိမ့်ပေးနေတာပဲအမေကမိငယ်ကြီးကောင်းမှသမင်လေးများကို ရှစ်စနိုးလှမ်းဖွားပြီးအမေလက်ဖွားများကနူးညံ့ဤထွေးခြင်းမရှိလပေမိငယ်ကအမေလက်များကိုဖမ်းကင်ကပါးနှင့်အထားလိုက်သည်ပူနွေးတံမာသောလက်ဖွားကြမ်းကြမ်းများကမိငယ်ဤပါးပြင်နုနုပေါ်တွင်ကြမ်းပြီးရှတတဖြစ်နေသည်မိငယ်ကအမေလက်နှစ်ဖက်ကိုပူကင်ကချစ်မြတ်နိုးစွာနမ်းသည်ဟဲ့ယူမလေးအမေလက်ကအခုပဲကြက်သွန်နေနှွာလာတာမနံဘူးလား အမေကသူ့လက်ကိုယုံသည်မိငယ်ကမလှုပ်ပေးပဲထက်ခါထက်ခါနှမ်းရင်တခိခိရင်းနေသည်အမေလက်မှကြက်သွန်နှံကိုလည်းချစ်သည်အနှင်းနှံကိုလည်းချစ်သည်အမေကိုမှချွေးနှံကိုလည်းချစ်သည်အမေကောင်းမှအုံးစီနှံကိုလည်းချစ်သည်အလုံးကိုမိငယ်ချစ်သည်ဟေ့ကမလေးတကောင်မေ့စီကဘာကြိုးကြီးလိုချင်လို့မျက်နှာချိုးသွေးနေတဲ့ဟေ့ကိုကြီးနေကိုလက်တို့ကဝိုင်းစားကြသည် ဘာပြန်ပြောရမည်မသိပဲကိုကြီးနော်ကိုလက်နော်နှင့်အော်နေသောမိငယ်ကိုအမေကတိုင်း၍ဖက်လိုက်သည်ငါသမီးလေးကိုမစကြပါနဲ့ဟဲဟုပြောရင်နဖူးဆန်းစားလေးများကိုငုံ၍နမ်းရှိုက်သည်အမေရင်ခွင်ထဲတွင်ကျဉ်နဲ့နေသောမိငယ်ကကိုသုံးဦးအားပြုံးထေးထေးနှင့်လှမ်းကြည့်တော့ခါဘတ်ကျိုးဘတ်ကျိုးဟုဝိုင်းအော်ပြီးဝါးကနေရီလိုက်ကြလေသည် ဖေးဆုံးပြီးတနှစ်ခွဲခန့်ရှိတော့မိငယ်တို့မိသားစုလူလိန်ခံရပြန်ပြီအဲ့ဒါကတော့ကိုလက်တယောက်တင်မောသားယူယူတော့ကြောင့်ဖြစ်လေသည်တိုင်းတိုင်းဝိုင်းဝိုင်းညာညာလှိုင်းလှိုင်းပြောတတ်သူတစုကကုမ္ပဏီဖွဲ့ကလူငယ်တွေကိုတင်မောတင်ပေးမိဟုအတီးပေါင်းနဲ့လင်းရင်းဖြစ်သည်ကံကောင်းထောက်မသဖြင့်ဝင်ငါးတောင်းသာကျွန်သွားခြင်းဖြစ်သည်သို့တော်လဲတမိသားစုလုံးချိုးချိုးချံချံစားက ချစ်ချုပ်ရေးစုထားသောငွေလေးမှုအလုံးကနှမျောမဆုံးနိုင်အောင်ဖြစ်ခဲ့ရသည်တော်သေးတာပေါ့အမေရဲ့သူများတိုက်မိသွားပြီးမှဒုက္ခရောက်နေရမှာနဲ့ဆိုင်ဒီမှာကလေးကတိလိုက်ရတာအရန်ကန်ကောင်းတာပေါ့ကိုကြီးကပြောသည်ဟုတ်ပါရဲ့ကွယ်ဖျားကယ်ပြီလို့စောစောသာမသိရင်ငါသားလေးဒုက္ခအမေကတွေး၍ကြောက်ရင်ကိုလက်ဤလက်မောင်းကိုချစ်ချစ်ပါအောင်ဆုပ်ထားသည် ော့ပါပြီကွယ်ဘသူတွေဘလို့ချမ်းသာချမ်းသာမသားတွေအားမကြကြပါနဲ့အမေတို့မိသားစုဒီမှာပဲဥမကွဲတိုက်မပြက်လောက်ကန်စားကြရအောင်နော်အမေက တုံရီစွာပြောသည် နေ့လည်ခင်းအိမ်မက်မှလန်နိုးလာတော့ကိုလက်ကတော့ငိုင်းနေသည်ပြန်မရနိုင်တော့သောငွေကိုလည်းတွေးပြီးနှမျောနေဟန်ရှိသည်နောက်3လရက်ဆိုရင်မိသွေးဖို့တွေပေးရတော့မယ်မေ တန်ကြာတော့ကိုငယ်ကပြောသည်နောက်ပြီးပသိမ်ပေါ်ဆမ်းမွေးဆန်နေလဲသင်မောကလူတွေနဲ့အဆက်ရပြီကျွန်တော်ဆမ်းပြီးတင်ကြည့်ခြင်းနဲ့ကိုငယ်ကကိုကြီးနဲ့ကိုလက်ထက်ရောင်းအဝယ်တွင်ပို့ပြီးနှမ်းဆက်သည်ဝါသနာပါသည်မိတ်ဆွေလည်းများသည်အပြောလဲချိုသည်မိငယ်သည်ကိုငယ်အားငေးကြည့်ရင်သာဆိုရင်ရင်းလို့ဥမာပဲခုတွေ့ရင်အမေဘတ်ကျိုးကိုတတိယသည် အရင်ကတော့တိတ်မလိုပါဘူးအမေရဲ့မစီရောက်ပြီးမှငွေပေးရမှာလောလောဆယ်မိသွေးဖို့တော့ကိုကြီးမိတ်ဆွေတွေစီကခဏလောက်လှည့်ပေးပါလားဘုံငယ်ကသူ့ဟာသူပင်အဖြေရသွားသည်မိငယ်သည်ဒါဆိုရင်အမေပတ်ကြိုမရောက်ရသေးဘူးပေါ့ခုတွေးရင်မတိမသားတပြင်းချသည်ဘာပဲပြောပြောအမေတွင်ရွှေသုံးပတ်သာရှိနေခြင်းအတွက်သူတို့အားလုံးအားတက်ကြရသည် ခုဆိုရင်ရွှေစည်းတက်လာပြီ3000စည်းလို့ပြောတန်ကြားတယ်3000ဆိုတော့အမေစီမှာ9000ရှိတာပေါ့အရေးကြောင်ရယ်ဆိုရင်ငွေ9000ရှိနေတယ်ဆိုတော့မစိုးလာပါဘူးမိငယ်ကအမေအတွက်တောင်တန်းကြီးသွင်းစဉ်းစားသည်အကိုတွေကလည်းတခုခုဆိုရင်အမေဘာကြိုးရှိတာပဲကွာပြောလေးရှိသည်ကိုသတိရသည်အမေဘာကြိုးသည်သူတို့အားလုံးအတွက်အားစေးဖြစ်နေသည်ကိုတွေးမိပြီးမိငယ်တူတဲ့ပြုံးနေမိသည် အမေရေချိုးပြီးတော့အမေတကိုလုံးကိုတောင်တန်ကြီးဝဝတွေပြည့်နေမြောင်လိမ့်ပေးရင်အမေဆွဲချိုးကြီးကိုဘာလို့တင်ထားတာလဲဆွဲထားပါလားမေရဲ့ဟုပြောမိပြီအမေကပြုံးရည်ရင်ဆွဲချင်ပါဦးအေးအရေးကြောင့်ရှိရင်300အောင်မှာတင်ထားတာပါဟုပြောသည်မိငယ်ကသမီးကြီးလာမှအိုက်တဲ့ကြီးတဲ့ရွှေချိုးကြီးလုပ်ပြီးအမေကိုဆွဲခိုင်းမယ်ဟုပြောတော့ အမေကသဘောကျပြီးရည်ရွယ်မဆုံးအောင်ရှိသည်ကိုကြီးတို့ကဒီကောင်မလေးအမေကိုဘာကတ်ညာနေရလဲဘတ်ကျိုးနော်ဘတ်ကျိုးသူပြောကရည်ကြပြန်လေသည်ရှင်းနေဟူသောအချိန်သည် အလွန်လျင်မြန်စွာကုန်လွန်သွားခဲ့လေသည်အခုတော့သားသမီးအားလုံးအတွက်အမေရင်အေးခဲ့ရပြီဖြစ်သည်ကိုကြီးကမှော်ပြီးပိုတင်နှမ်းချောင်းတက်ပြီးစစ်ဘိုလ်ကြီးဖြစ်သွားသည် မိသားစုတစုလုံးကိုအငှားကမောင်းရင်လှုပ်ကျွေးခဲ့ဘူးသူကိုကြီးသည်ဇနီးမယားနှင့်သာမကသမီးသားနှင့်ပါဘဝမှာအခြေချနေပြီဖြစ်သည်ကိုလက်ကတော့ GTI ចောင်းတက်ခါအင်ဂျင်နီယာဖြစ်သွားသည်ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုတွင်လက်ကကောင်းကောင်းနှင့်အလုပ်ရသည်ကိုငယ်ကတော့အဝေးတင်တက်သူမှဘွဲကိုပင်ရယူခဲ့သည်မေဆိုင်ကိုဦးစီးရင်တဖြည်းဖြည်းချက်လာလိုက်ပြီးမှအင်ကိုနှစ်ထပ်တင်ပြီး ောက်ထက်တစ်ထက်လုံးဈေးဆိုင်ဖြစ်သွားသည့်အထိဖြစ်သည်အခုတော့ဆိုင်ကိုတပည့်လက်သားအစုံလင်နှင့်ဦးစီးလောက်ကိုင်းနေသည်အမေလည်းအရင်တုန်းကလိုမပင်ပန်းရတော့ကြည်မိငယ်ကလည်းကိုငယ်လိုပင်အဝေးတင်တက်ရင်ဂျပန်စကားတင်သည်အရေးအဖက်နှင့်အပြောပါကြွန်းကြွန်းကျင်ကျင်ရှိလာသဖြင့်ဂျပန်ကုမ္ပဏီတစ်ခုတွင်အလုပ်ရသည်ကံကောင်းခြင်းတော့လစာကိုဒေါ်လာနှင့်ရသဖြင့်ကိုယ်တွေထက်ပင်ဟန်ကြခြင်းသေးသည် မိငယ်တို့မောင်နှမလေးယောက်အမေအတွက်တယောက်တစ်ချက်သားစီဆူပြီးရွှေလေးချက်သားကြိုးကြီးဝယ်ပေးကြအောင်လေအမေက သူ့ရှိတဲ့ဆွဲကြိုးကိုအရေးအကြောင်းကြရင် ရောင်းအောင်တသက်လုံးတင်ထားရရှာတာအဝေးမှာကိုကြီးရောက်လာစဉ်မိငယ်ကဆော်ဩပြီးရွှေကြိုးတစ်ကုန်းဝယ်ဖြစ်သည်လေးချက်သားပင်မကငါးချက်သားကြိုးကြီးဖြစ်သည်ညနေကျတော့ကိုလက်ကလည်းစောစောပြန်လာသဖြင့်အိမ်မှာလူဆုံးသည် သားသမီးတွေဆုံတော့အမေလဲထမင်းမိန်ကပြုံးပျော်နေသည်မင်းညကအမေလေးသားတို့ဖေကိုအိမ်မက်မတဲ့အမေတို့ကအခုလိုပဲစားသောက်ပြီးရီမောနေကြတာအဖေကလည်းအမေဘေးမှာထိုင်လို့ပြုံးနေလိုက်တာကွယ်ကြီးနေတာပဲအမေကတတိယလွမ်းမောစွာပြောသည် ျွန်တော်တို့အားလုံးခုလိုလူတစ်လုံးသူတစ်လုံးဖြစ်နေတာကိုသိရင်အဖေလည်းရန်ဝင်းတာမှာပေါ့မေယာဟုတ်တယ်အဖေရန်ဝင်းတာမှာအမေကလည်းအဖေကိုဂရိပေးခဲ့တယ်လीဘာကိုမှနောက်ဆက်မတင်းပါနဲ့အားလုံးအတွက်ကျမရှိတယ်လို့လीအဲ့ဒီစကားကိုကျွန်တော်အမြဲကြားရောင်းတယ်နောက်ပြီးအမေကိုလည်းအမြဲကျေးဇူးတင်တယ်ကိုကြီးကအမေလက်ဖွာကြမ်းကြမ်းများကိုတယူတရာဆုပ်ကိုင်ရင်ပြောတော့အမေကခက်ဖြော့ဖြော့ပြုံးသည် အမေကမိတယောက်ရဲ့အလုပ်ကိုပဲလုပ်ခဲ့တာပါဘာမှမထူးဆန်းပါဘူးသားရဲ့အဲ့ဒီအမေတယောက်ရဲ့အလုပ်ဆိုတာဘလောက်အနစ်နာခံရပင်ပန်းခံရတယ်လဲဆိုတာကျွန်တော်တို့သိတယ်လေအဖေဆုံးပြီးတဲ့နောက်ပိုင်းမှာအမေအရန်ပင်ပန်းခဲ့ရတာပဲအမေပင်ပန်းတယ်လို့သားတို့သမီးတို့လည်းပင်ပန်းကြရတာပဲလေသားတွေသမီးတွေလိန်မာလို့ဒါဒီလိုဖြစ်လာတာပါအမေကတော့ နေမာတဲ့သားသမီးတွေရဲ့အမေဖြစ်ရတာအကျဉ်းနဲ့ဆုံးပါကွယ်မိကရိုးသားစွာပြောသည်အသက်60ခန့်ရှိပြီမို့အမေမျက်နှာတွင်ဇရာဤအရေးအယံများလွှမ်းနေတော်လဲအမေပြုံးကနုပြူလှပနေသည်ဟုမိငယ်ထင်သည်ဒီမာမေမိငယ်ကအမေရှိကကြမ်းပြင်ပေါ်တွင်ကိုကြီးနှင့်အတူရောထိုင်လိုက်သည်ဒီမာအမေအတွက်သမီးတို့ရဲ့လက်ဆောင် မေလက်ထဲသို့ဂတိပါဘူးလေးအမီလေးကိုထည့်လိုက်တော့အမေကအံ့ဩနေသည်။မလုပ်ရမည်မသိသလိုဘူးနီလေးကိုခံငယ်ငယ်ကြည့်သည်။ခွင့်ကြည့်ပါဦးအမေရဲ့ကိုလက်တို့ကဘေးတွင်ဝိုင်းဝန်းလာပြီးစိတ်စောစွာပြောကြတော့မှအမေလဲဘူးလေးကိုအတန်ငယ်တုံ့ရီသောလက်ချောင်းလေးများနှင့်အသာဖွင့်လိုက်သည်။ဝင်းပြီးဤနေသောရွှေစဲကြိုးကိုတွေ့တော့ မှင်သက်မိတယ်လို့ခေတ္တများကြည့်နေပြီဒါဘသူ့ဖို့လဲဟုတ်ခတ်တိုးတိုးမေးသည်မိအတွက်လေမိဖို့ပေါ့အမေဆွဲဖို့အမေဖို့ပေါ့အမေရဲ့သူတို့လေးဦးကတယောက်တစ်ပေါင်းနဲ့အလူရဲ့ပြောကြသည်အမေသည်တဖြည်းဖြည်းပြုံးလာပြီးဆွဲကြိုးလေးကိုထုတ်ယူကညှောက်ကြည့်သည်လာလိုက်တာဟုတ်တိုးတိုးလေးပြောသည် မေ၏မျက်နာတွင်ဝင်းတာခြင်းကြည်နူးခြင်းဂုံယူပီတိဖြစ်ခြင်းတို့အကုန်ဟတ်ခါဝင်းလက်နေသည်အမေဝင်းတာနေပုံကိုကြည်ပြီးမိငယ်တို့အားလုံးပြောလာသည်မိငယ်ကအမေကိုမှီနှဲ့ရင်အမေအမြဲတမ်းထားတဲ့ဘကြိုးကြီးရှင်ကုံဖျားလူလိုက်တော့နော်ဟုပြောရန်စဉ်းစားနေစဲတွင်ကိုလက်ကအရင်ဥအောင်ပြောသွားသည် အမေအမေဘာကြိုးကြီးဖျားလူလိုက်တော့လေဒီကြိုးကိုအမြဲဆွဲထားတော့နော် ။ကိုလက်ဤစကားကိုကြားတော့အမေကပိုးပြီးပြုံးလာသည်။အမေလေးရွှေကုံထီတော်ကြီးမှာတန်တန်ရရလှူခြင်းနေတာသားတို့သမီးတို့ကိုတိတ်ကျေစုတင်တာပဲ။လှူလိုက်တော့လေအမေရဲ့အမေသိမ်းထားတဲ့ဘတ်ဂျိုကြီးလှူလိုက်တော့လေ။မိငယ်ကရှာခလုတ်တိုက်အောင်အလောတကြီးပြောတော့အမေက ပြုံးပြော်ချင်နူးစွာရီမောသည်။လှူရမယ်တမီးရဲ့ဘတ်ကျိုးကိုမဟုတ်ဘူးဒီကျိုးကိုလှူရမှာ သမီးတို့သားတို့သဘောတူတယ်မဟုတ်လားမေကသူ့လက်ထဲမှာ ရွှေကြိုးကိုလက်ထဲတွင်တယုတ်တရကင်ကစကြည့်နေရင်မိငယ်တို့အားပြုံးစဆနဲ့ကြည့်သည်ထို့နောက်ဘေးလူတွေကြားသွားမှဆိုးဟန်နဲ့တိုးတိုးလေးပြောသည်အမေအမြဲသိမ့်ထားတဲ့ဘတ်ကြိုးဆိုတာပစံအောင်ဈေးတဲက120နဲ့ဝယ်ထားတဲ့ရွှေအတူကြီးကလေးတို့ရဲ့ မဆန်တာအဆုံးထိနာတော်တာဆင်ပေးလို့ကျေးဇူးအများကြီးတင်ပါလေရှင်